်ဒုတိယသမ္မတဥပန် GU ရဲ့အကြောင်းလေးပေါ့နော်ဥပန် GU နဲ့ပတ်သက်ပြီးတော့တန်တရားဖြစ်ပေါ်ရတဲ့ဒုတိယလေးရေးသားထားပါတယ်အဲ့ဒါလေးတော့ကျွန်မမဖတ်ပြရတော့ရှင်။ဘာကြောင့်လဲဆိုတော့ကျွန်မသတင်းသုံးသပ်ချက်လေးရှင်းမိတ်ဆွေများလုံးမဲမြို့လာပါစနိုက်ပါစုရဲ့သတင်းသုံးချက်လေးချိုးနားထောင်ကြအောင်ခင်ဗျာကျွန်မအရန်လေးစားတဲ့ပုံပုံတယောက်ရှိပါရဲ့ရှင်နိုင်ငံရေးအကြောင်းကိုဝေဖန်သုံးသပ်တဲ့ခါမှာပေါ့နော်ရေးသားတဲ့ကလောင်ရှင်ပါရှင်။ ဆရာကိုရွှေမျိုးဝင်းဖြစ်ပါရဲ့ရှင်။ဆရာရဲ့စာရေးဆိုကျွန်မအများနဲ့ဖတ်ပါရဲ့ရှင်။ဆရာစာရေးလို့ရှင်ဒုတိယကိုအဲ့လိုမျိုးစာရဲ့အဆုံးထိပေါ့နော်။ဇလန်းဆိုလည်းအဲ့လိုပဲဇလန်းအဆုံးထိအဲ့လိုဆွဲခေါ်ပြီးစီးမျောသွားအောင်ရေးနိုင်တဲ့ဒီကလောင်စွမ်းထပ်ပါရဲ့ရှင်။ဒီဆရာအနေနဲ့ရေးသားခဲ့တဲ့စာတွေကနေပြီးတော့ကျွန်မနိုင်ငံအတွက်ပေါ့နော်။ပြည်ပြုတဲ့နဲ့အရာလေးတခုကိုသူ့အနေနဲ့ထောက်ပြထားရဲရှင်တက်တဲ့ချက်လက်တင်တဲ့ကွာထောက်ပြရေးသားထားတယ်ဒါလေးကိုကျမဒီစောင်းပါးလေးပေါ့နော်ဒီစာလေးကိုကျမဖတ်ပြချင်ပါရဲ့ရှင် အဲ့ဒီစာလေးကတော့ spy နိုင်ငံဒေါ်လာဆိုတဲ့နာမည်နဲ့သူရေးခဲ့တာဖြစ်ပါတယ်ဒီစာလေးကိုရေးခဲ့တာက NLD လက်ထက်ကသူရေးခဲ့တာဖြစ်ပါရဲ့ရှင်အဲ့ဒီလက်ထက်မှာအဲ့လိုစာမျိုးကိုရေးနိုင်တဲ့သူကကျွန်မတကယ်ချီးကျူးလေးစားပါရဲ့ရှင်တော်တော်တတိရှိရဲ့ပုံကိုလိုပဲကျွန်မသတ်မှတ်ချင်ပါတယ်ဒီစာလေးထဲမှာရှိတာကတော့ကျမအနေနဲ့စာအားလုံးကိုတော့အသေးစိတ်မဖက်ပြတော့ဘူးဆိုလိုရင်းလေးနဲ့ပါတဲ့ data လေးတွေကျမပြောပြပါမယ်ရှင့်မြမပြီမှာဆိုရင် job solo ဆိုတဲ့ပုံကိုကိုသိကြမှာပေါ့နော်သူကဒီ job solo ရဲ့အကြောင်းကိုစတင်ပြီးတော့ရေးသားထားပါတယ်။ job solo ဟာဆိုရင်2013 2014 2015နှစ်စဉ် မြန်မာနိုင်ငံကိုလာပြီးတော့ဦးသိန်းစိန်နဲ့တွေ့တယ်လို့ရှင်းသားထားပါတယ်။တွေ့တဲ့အခါမှာလည်းသူဒီဇိုင်းနံပါတ်တောင်းဆိုတာတစ်ခုလဲပါပဲတဲ့။အဲ့ဒါကတော့သူ့ရဲ့တပည့်ဦးတောင်းထွန်းကိုဝင်ကြီးတနေရပေးဖို့အတွက်တောင်းဆိုတာဖြစ်ပါတယ်တဲ့။ဒါပေမဲ့သမလိုင်းဦးသိန်းစိန်ကတော့ဒါဟာပြည်တွင်းကိုဝင်ရောက်ဆွတ်ဖတ်တာပါပဲ။သူများအချုပ်ချာအာဏာပိုင်တဲ့နိုင်ငံကိုထိပါနှောက်ယှက်တာပဲဆိုပြီးတော့သတ်မှတ်တဲ့အတွက် ဂျော့ဆိုတော့ရဲ့တောင်းဆိုချက်ကိုလက်ခံခဲ့ခြင်းမရှိပါဘူးရှင်အဲ့လိုလက်ခံခဲ့ခြင်းမရှိတဲ့အတွက်တဲ့ဂျော့ဆိုတော့ပေးလာမယ့်အကူအညီတွေအချို့ကိုလည်းလက်လွတ်ခဲ့ရတာဖြစ်ပါရဲ့ရှင်ကျွန်မနိုင်ငံမှာလည်းအဲ့ဒါကတကယ်ဆိုးဝါးလုံးတဲ့အရာတစ်ခုပါပဲကျွန်တော်တို့ကဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်ခြင်းတောင်မှအနောက်နိုင်ငံတွေကသူတို့ဂုတ်ကင်လို့ရတဲ့သူတွေသူတို့လွတ်ချင်တဲ့တရှိုးတွေကိုအစိုးရအဖွဲ့တွေထိန်းခွင့်မပြုဘူးဆိုရင်ကျမတို့ကောင်းမွန်စွာရှင်သန်ခွင့်မပေးဘူးရှင်။ဒါကကျမတို့နိုင်ငံကြုံရတဲ့အခြေအနေဖြစ်ပါတယ်။ ဒီတဲကနေမှပပောက်သိမ့်စင်ရရအောင်စူးစမ်းပြီးနိုင်ငံတော်ကိုတိဆောက်ပြသွားတာကတော့အင်မတန်ချီးကျူးလေးစားဖို့ရကောင်းပါလေရှင့်ကျမအနေနဲ့ကတော့ပပောက်သိမ့်စင်လိုတမရမျိုးနောက်ထပ်တစ်ယောက်ထပ်ပြီးတော့လိုချင်တာအမှန်ပါပဲရှင့်ကျမအနေနဲ့စာလေးကိုဆက်လက်ပြီးပြပြပါမယ်အစိုးရပြောင်းလဲဖြစ်ပြီးရနောက်မှာဆိုရင်လည်း NLD အစိုးရလက်ထက်73ရက်တလ2019မှာဂျော့ဆိုတော့ကဒေါ်စုနဲ့လာပြီးတော့တွေ့ခဲ့ပါတယ်တဲ့14ရက်တလ2019မှာဆိုရင်ဂျော့ဆိုတော့ရဲ့တပည့်ဖြစ်တဲ့ဦးတောင်ထွန်းကိုအရေးကြီးတဲ့အမျိုးသားလုံခြုံရေးအကြံပေးဖြစ်ခန့်အပ်ခဲ့ပါတယ်ရှင့် အန်တီရောင်စန်းစုကြီးက73ရက်နေမှာလာပြီးတော့တောင်းဆိုရတဲ့ဟာကို74ရက်နေမှာချက်ချင်းလုပ်ပေးလိုက်တာတည့်ရက်ပဲကြာတယ်ရှင်တော်တော်လွယ်တာပဲနော်တော်တော်လွယ်တာပဲရှင်သူများနိုင်ငံရဲ့ယာတို့တခုကိုအဲ့လိုလွယ်လွယ်ကူကူလုပ်နိုင်တဲ့ဒီဒေါန်စန်းစုကြီးကလည်းဘာကြောင့်အဲ့လောက်ထီအောင်မပြောစကားနားထောင်တာလဲရှင်ကျမတို့တော်စဉ်းစားခတ်ပါရဲ့နော်ဒေါန်စန်းစုကြီးကကျမနိုင်ငံမှာဆိုရင်ဘယ်ကိစ္စကိုမဆိုတော်တော်နားမထောင်လက်မခံမဲနဲ့တောက်ခံနေတူလေကျုပ်ဆိုတော့လာပြောတာကြတော့တည့်ရက်သေးပဲ နားထောင်ပြီးတော့တရက်ထဲပဲတခါလဲစီစဉ်ပေးလိုက်တယ်ဆိုတော့တော်တော်ပြောစကားနားထောင်တဲ့မျိုးသမီးပဲလို့ကျမနေနဲ့သတ်မှတ်မိပါတယ်ရှင့်ကြော့ဆိုတော့အတွက်ပေါ့နော်မြန်မာနိုင်ငံအတွက်တော့မဟုတ်ပါဘူးရှင့်ကျမခုပြောပြတာကတော့ကိုရှုံမျိုးဝင်ရေးထားတဲ့စာတွေကနေပြီးတော့အပေါ်ပိုင်းလေးကိုပဲကျမပြောပြရဖြစ်ပါတယ်အောက်ပိုင်းဒီမှာရေးထားရတယ်ရှိရဲ့ရှင့်ဒုတိယသမ္မတဥပန်တီယူရဲ့အကြောင်းလေးပေါ့နော်ဥပန်တီယူနဲ့ပတ်သက်ပြီးတော့တန်တရားဖြစ်ပေါ်ရတယ်လို့ဒေချာလေးရေးသားထားပါတယ်အဲ့ဒါလေးတော့ကျမမဖတ်ပြရတော့ရှင့်ဘာကြောင့်လဲဆိုတော့ကျမသတင်းသုံးသပ်ချက်လေးရှင်းတော့မှာဆိုလို့ပေါ့နော်ပြီးတော့ကျမတို့အနေနဲ့အမိုင်းဖြစ်စဉ်အမှန်လေးပါရှင့် ဘူရှုံမျိုးဝင်းရဆိုတော့တမိုင်းဖြစ်စဉ်တွေကိုအများအားလိုမျိုးဖော်ထုတ်ပြီးတော့ရေးသားတက်ပါတယ်။ကျမတို့မမိခဲ့တဲ့ခေတ်ကအကြောင်းတွေတော့သူပြန်ပြီးတော့ဖော်ထုတ်ပြီးရေးသားရတယ်။ကျမတို့ခါကျန်သိရတာရှိရပါတော့။ပြီးတော့ကျမတို့နိုင်ငံဟာဆိုရင်သူရေးထားတဲ့ခေါင်းစဉ်အတိုင်းစပိုင်နိုင်ငံတော်ကြီးဖြစ်နေတာလားမသိဘူးလို့တွေးမိရဲ့ရှင်တိလား။ ဒါကနိုင်ငံတိုင်းမှာကတော့ရှင်တရှိုးလေးစပိုင်လေးပေါ့နော်အဲ့လိုမျိုးထောင်လန်းရေးတွေဆိုတာကတော့အဲ့လိုပဲစိတ်ဝင်ပြီးတော့ရှိနေတာပဲပေါ့နော်ကျွန်မနိုင်ငံမှာဆိုလဲထောင်လန်းရေးတွေပတ်သက်ပြီးတော့လူမျိုးပေါင်းစုံရှိရဲ့ရှင်တရုတ်နိုင်ငံနဲ့ကျွန်မနိုင်ငံထောင်လန်းရေးတွေလွတ်ထားတာပဲအမေရိကန်လည်းလွတ်ထားတာပဲပေါ့နော်ဟိုအိန္ဒိယလည်းလွတ်ထားမှာပဲရုရှားလည်းလွတ်ထားမှာပဲနိုင်ငံတိုင်းမှာကတော့လွတ်ထားတာရှိမှာပဲဒါပေမဲ့ကျွန်မနိုင်ငံကရောတို့နိုင်ငံတွေကိုလွတ်ထားတယ်ထောင်လန်းရေးရှိတာမရှိလားကျွန်မလည်းမသိဘူးမပြောတတ်ဘူးပေါ့နော်မပြောတတ်ဘူးကျွန်မတို့တရှိုးတွေရောတရုတ်နိုင်ငံမှာရှိနေရလားပေါ့ရှင်ဥပမာပေါ့နော်ဆိုကျွန်မတို့တရှိုးတွေ NGO ကိုဖွဲ့တယ်မှာရှိနေလား တိုင်းလက်လက်နဲ့ကိုင်းထဲမှာရှိနေလားဘုံတော့စသက်ဖြစ်ပေါ့နော်ဟိုသူများနိုင်ငံအရေးကြီးတဲ့နေရာမှာရှိနေလားစသက်ဖြစ်ဒါလေးတွေကတော့ကျွန်တော်မသိရဲ့ကိစ္စပါပဲရှင့်တကယ်ဆိုတော့အဲ့လိုမျိုးသူများနိုင်ငံကတော့ကိုယ်နိုင်ငံကိုလာပြီးတရှုံတွေဆဲလို့တာကိုကလည်းပြန်ပြီးဆဲလို့နိုင်အောင်စူးစမ်းရမှာကတော့ဒါမျိုးသားတောင်လို့တော့ကျွန်မထင်နေရှင့်။ဘာကြောင့်လဲဆိုတော့ကျွန်မတို့လို့သူများကြတယ်သူများကသိတယ်သူများလို့သူများကျွန်မတို့တော့မသိဘူးဆိုကျွန်မတို့ကအမြဲတမ်းခြေစလန်းနောက်ကျနေမှာပေါ့ရှင်မဟုတ်ဘူးလားလို့တော့ရှင်တော့ဒါတော့ရှစ်ရှစ်မှာ အခုချိန်မှာမရှိသေးဆိုတော့မှပါရှင်နောက်ထပ်လုပ်ငန်းစဉ်တွေမှာကျမတို့လူငယ်တွေစူးစမ်းတဲ့ကိစ္စလေးဖြစ်ပါရှင်ဒါကျမကြားပြပြောပြတာပါဒါကြောင့်နိုင်ငံမှာဆိုရင် the show တွေပါတွေကဘယ်လိုပုံစံနဲ့မြန်မာနိုင်ငံထဲဝင်ရောက်လာတက်လဲဆိုရင်သူက the show လုပ်ငန်းစဉ်မှာသူ့ရဲ့လုပ်ငန်းစဉ်နဲ့သူ share ပေါ့เนาะအဓိကကတော့ပြပလက်ဝေခံရှိတဲ့ the show တွေအားဆိုရင်ပြပနိုင်ငံခရီးတွေထွက်တယ်ပြပနိုင်ငံအခွင့်အရေးနဲ့ပတ်သက်တယ်ပြပနိုင်ငံပေးတဲ့စုတွေယူတယ်ပြပနိုင်ငံမှာပညာသင်တယ်စသဖြင့်ပေါ့เนาะအဲ့လိုလုပ်ငန်းစဉ်တွေရှိနေပြီဆိုရင်ဒါကသူတို့ကနိုင်ငံခြားက ထောက်ပံ့မှုတွေသူတို့စီမှာရှိနေနိုင်တယ်။ထောက်ပံ့မှုရှိပြီဆိုရင်အဲ့ဒီနိုင်ငံသားကသူတွေကသူတို့တကူကူတောင်းဆိုရင်သူတို့ငင်းဆန်လို့မရအောင်ရှက်။ဘာကြောင့်လဲဆိုတော့တလုံစားမှုသူ့ဂျေဆူဆိုတာရှိရလေ။အဲ့ဒီတလုံစားမှုသူ့ဂျေဆူတွေကပြဿနာတက်တာရှက်။ကိုယ့်ရဲ့ပါတီလေးတီထောင်နိုင်မှုအတွက်စပွန်ဆာလေးရတာမျိုးပေါ့နော်။ကိုယ့်ရဲ့ဘဝနေထိုင်မှုအဆင်ပြေဖို့အတွက်ပတ်စံလေးရတာမျိုးဆိုရင်ဒါကဝမ်းသာနေတဲ့ကိစ္စမဟုတ်ဘူးရှက်။အဲ့ဒါကတလုံစားမှုသူ့ဂျေဆူကိစ္စရဲ့လာမှာဂျေဆူပြန်ဆက်ရတဲ့အချိန်ကြလို့ရှိရင်နိုင်ငံတော်ရောင်းစားရတဲ့နေရာမှာကိုကပါသွားမှာရှက်။ ဒီလိုသက်ရှင်ကျမနိုင်ငံမှာအများကြီးရှိနေပါတယ်။ဒါကြောင့်ကျမတို့ကလည်းမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေးပါတီတွေအဖွဲ့အစည်းတွေတဲ့ပုံကိုယ်တွေကိုတရားခိုင်လို့အပြည့်အဝဘယ်သူမှမယုံကြည်ထားတာဒါဆောင်ရှင်ဒီလိုလုပ်ငန်းစဉ်တွေကျမတို့ကသိနေတော့ဘယ်သူ့ကိုကျမတို့ကအပြည့်အဝယုံလို့ရမှာလဲရှင်။ဒီလိုရဲ့လုပ်ငန်းစဉ်ဟာတနည်းအချိန်ကြာတော့ပေါ်လာမှာပဲဖြစ်တဲ့အတွက်ကျမတို့ကလူတိုင်းကိုအမြဲတမ်းစောင့်ကြည့်နေရတာရှင်။ဘာကြောင့်လဲဆိုတော့တချို့လုတ်တဲ့အခါမှာကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ကိုတချို့လုတ်တယ်ဆိုတာကတမျိုးတချို့ကကြတော့ခုခုကိုတချို့ဖြစ်လို့ဖြစ်နေမှမသိရတဲ့သူတွေကပုံဆိုးတယ်ရှင့် သူတို့စိတ်ထဲထင်တာကသူတို့ကအရန်တော်လို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာရပ်တည်နိုင်ဖို့အတွက်နိုင်ငံသားကသူတို့ကိုထောက်ပံ့နေလို့သူကထင်နေတာတကယ်ကမဟုတ်ဘူးသူတို့ကသက်ရှုအနေနဲ့နိုင်ငံရဲ့ချားမွေးထားတာရှင်အချိန်တန်လို့ရှင်သုံးပါသူ့လူမျိုးတွေကိုကြတော့ကျမတို့ပေါက်ထုတ်ဖို့ကခက်တယ်သူကလေဘာကြောင့်လဲဆိုတော့အဲ့လိုလူတွေကြတော့နေရာလည်းမရအောင်သူကလေနေရာလည်းမရအောင်အမြဲတမ်းလက်ကန့်လန့်တိုက်နေတယ်ပေါ့နော်အဲ့သူတို့နေရာရဖို့အတွက်ကိုနောက်နိုင်ငံကလည်း supporting ပေးပြီးတော့စောင့်ကြည့်နေရဆိုရင်ပဲနှစ်ပါကြာသွားတယ်10နှစ်အနည်းငယ်10ကြာသွားတယ်သူတို့ကနိုင်ငံမှာအရေးကြီးတဲ့နေရာလည်းမရအောင် မရတဲ့ခါကျတော့ဟိုကစိတ်မရှိဖြစ်တဲ့ခါကျတော့တို့စပွန်ဆာတွေလျှော့တာတွေထောက်ပံ့တာတွေလျှော့တာဖြစ်လာတဲ့ခါကျတော့နည်းနည်းလှုပ်ရှားလာပြီလှုပ်ရှားလာတဲ့ခါကျတော့နိုင်ငံတော်ကိုဖိအားပေးမယ်နှောက်ယှက်မယ်တို့နေရာရဖို့အတွက်စူးစမ်းလာမယ်ဆိုတဲ့ကိစ္စတွေလှုံ့ဆော်တတ်တယ်ရှင်ဒါကကျတော့တို့ဖြစ်တတ်တဲ့ကြရက်ခတ်တတ်တဲ့ကိစ္စလေးကျွန်မနည်းနည်းလေးဖော်ထုတ်ပြီးပြောပြတာရှင်အဲ့လိုလူမျိုးတွေကျွန်မတို့နိုင်ငံရဲ့လောကမှာတေချာလေးလာကြပါရှင်ကမ္ဘောဒေသပုတ်ခတ်နေပြီနိုင်ငံတော်အရန်တွေပုတ်ခတ်နေပြီနိုင်ငံတော်မှာရှိတဲ့လုံဆောင်ချက်တွေကိုအတင်းတွေထိုးချပြောဆိုနေပြီဆိုရင်အဲ့ဒါခုခုကိုတရှုပ်ဖြစ်လို့ဖြစ်နေမှမသိရတဲ့သူတွေဖြစ်နိုင်နေရှင့် ကျမတို့မီဒီယာသမားဆိုတော့ဓာတ်ရိုက်ကြည့်တော့ကျမတို့ခေါ်ထုတ်လို့မရအောင်တချို့တချို့လေးကိုလည်းသိတယ်မြင်တယ်ချက်လက်တွေရှိရတယ်ဒါပေမဲ့ဓာတ်ရိုက်ခေါ်ထုတ်လို့မရဘူးအချိန်ကြာရင်ကျမကပရိယေလေးနဲ့ခေါ်ထုတ်ပေးမယ်ရှင်။အဲ့လိုခေါ်ထုတ်တဲ့ခါတိုင်းမှာမိဘပြည်သူများကလည်းညံကောင်းကြတဲ့သူတွေပြီးပြီးချက်ဆိုနှခွက်ကမီးတောက်တယ်လို့ကျမယုံကြည်ပါတယ်ရှင်။အဲ့လိုနီးလန်းလေးနဲ့လည်းကျမတို့ကတချို့တက္ကန်တွေပညာရှိဆန်ဆန်ခေါ်ထုတ်ပြီးရဲ့အခါမှာရှောင်ရှားနိုင်မှုတွေသာစူးစမ်းကြမယ်ရှင်။အဲ့တော့ကျမတို့စူးစမ်းပြီးတင်ပြပေးမယ်မိဘပြည်သူများကလည်းကျမတင်ပြတဲ့သတင်းလေးတွေကနေပြီးတော့ data လေးတွေကိုဒေချာမှတ်ထားပြီး တော့ဘသူဖြစ်နိုင်တယ်ဘယ်ပုံကူကတော့နိုင်ငံတော်ကိုစဉ်းစားမမှန်တယ်ဘယ်ပုံကူကတော့ငါတို့တိုင်းငံတော်တတ်မတော်ကိုချိနေအောင်လှုပ်ချင်နေတယ်ဆိုတာလေးဒေသမှတ်သားပြီးရဲ့အခါမှာရွေးကောက်ပွဲမှာဝေးဝေးရှောင်ကြပါလို့ပဲကျမအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင့်ကျမနိုင်ငံမှာနိုင်ငံရေးပါတီအခု50ကျော်အောင်ရှိပါရှင့်ရွေးချယ်စရာအများရှိပါတယ်အဲ့ဒီကနေပြီးတော့တကယ်တော်တဲ့သူရွေးချယ်ပါသက်ရှိုးတွေစပိုင်တွေထောင်နှင်းရေးတွေမဖြစ်နိုင်တဲ့သူတွေကိုရွေးချယ်ပါလို့ပဲကျမအနေနဲ့တိုက်တွန်းချင်ပါရှင်။ကျမတို့အခုလိုမျိုးလုံခြုံရေးသတိရှိရှိနဲ့ဒီရွေးကောက်ပွဲလေးကိုဖျက်ဆီးသွားမယ်ဆိုရင်တော့ နောက်လာမယ့်အစိုးရဖွဲ့ထဲမှာနိုင်ငံတော်သစ္စာရှိတဲ့ပုံကိုယ်တွေတကယ်တော်တဲ့ပုံကိုယ်တွေအများစုရောက်ရှိလာမယ်ဆိုတာယုံကြည်ပါတယ်။အဲ့ချိန်ကျရင်တော့ကျွန်မနိုင်ငံရဲ့ကောင်းမွန်တဲ့ခရီးစဉ်စဖို့အတွက်အားကောင်းတဲ့အစိုးရတရေပေါ်လာမှာပေါ့ရှင်။ဒါကတော့ကျွန်မတို့အားလုံးစူးစမ်းမှရမှာဖြစ်တဲ့အတွက်ကျွန်မတို့အားလုံးစူးစမ်းလိုက်ကြရအောင်ရှင်။ခုလိုပြောရမယ့်စနိုက်ပါဆိုတဲ့ကျေးဇူးတင်ပါတယ်စနိုက်ပါဆုတ်တော့တဲ့မှာဖြစ်နိုင်တာကဥပိုကြီးတို့ဒေါညိုသင်းတို့ဖြစ်နိုင်တာပေါ့နော